ောအခါဘူးဘူးခေါ်သော နောမတကောင်သည်ချောင်းကမ်းသားတွင်မျက်စားနေစဉ်လေသူကြီးဦးမြတ်သားတို့လင်မယားစကားပြောနေသည်ကိုနားစွန်နာဖျားကြားမိလေသည်ကြားလင်ကြားခြင်းဘူးဘူးသည်မျက်လုံးမျက်စံပြူ၍မျက်စားရက်လိုက်လေသည်ထို့နောက်ကြိုက်တော်ဆက်တွင်မျက်စားနေသောညွညွန့်ခေါ်သည့်ကျဲမထံသို့ပြေးသွားကဤသို့အဟိပြောဆိုလေသည်ဟိညွညွန့်သည်မနဲ့တရင်ဆိုးတစ်ခုကြားရရဲချောင်းထဲမှာမိချောင်းတွေရှိနေတဲ့ညီကလေးတွေကိုတင်ထားပါဟုပြောဆိုလေသည်ထိုအခါညွညွန့်က ဖះရည်စိမ့်မှာဘဲဘဲကိုသွားပြောဥမှပဲသူ့မှာလည်းတားကလေးတွေရှိရဲ့ဟုဆိုကညောင်ပင်ရိတ်တွေနေတော့ဘဲဘဲထံသို့ပြေးလေသည်ခဲ့ဘဲဘဲတရင်ဆိုးတွေကြားခဲ့ရတယ်ညီကလေးတွေကိုချက်ချင်းသိမ့်မှာချောင်းထဲမှာမိเจ้าတွေရှိနေတယ်လို့ကူကူကပြောသွားတယ်ဟုဆိုလေသည် ဖိုခါဘဲဘဲကအမေလေးဒီလိုဆိုရင်မြင်းမကြီးဟီးဟီးကိုတွားပြောဦးမှာပဲဖြစ်မယ်။သူ့မှာသားကလေးတစ်ကောင်ရှိနေတယ်။ဟုတ်မြင်းသားငယ်ကလေးနဲ့အတူအိတ်နေတော့ဟီးဟီးထန်တို့ပြေးလေသည်။ဟဲ့ဟီးဟီးတရင်ကတော့ဖြစ်တယ်မကောင်းဘူး။ချောင်းထဲမှာမိချောင်းတွေရှိနေတယ်လို့ညွန့်ညွန့်ကပြောသွားတယ်။ညီကလေးကိုဘယ်မှမတွားစေနဲ့နော်ဟုတ်ပြောလေသည်။ဖိုခါဟီဟီကအလိုလေးပဲမကြီးကက်ကက်မှလည်းကလေးတွေနဲ့တွားပြီးတတိပေးဦးမှဖြစ်မယ် ်ဟုဆိုကဘဲပေါ့ဆဝါဝါကလေးတဝကောင်းနဲ့ချောင်းဘက်ကိုသွားနေတော့ဂက်ဂက်ထံသို့ပြေးလေသည်ဟေ့ဂက်ဂက်ချောင်းထဲမှာမိချောင်းတွေရှိနေတဲ့ဘဲဘဲကပြောသွားတယ်ညီကလေးတွေကိုချောင်းထဲမစင်းစေနဲ့နော်ဟုပြောဆိုလေသည်ထို့အခါဂက်ဂက်ကဟုတ်ကဲ့လားဒီလိုဖြင့်စက်သားအုံမကြီးကော့ကော့ကိုသွားပြောရအောင်မယ်သူ့မှာလည်းကလေးတွေနဲ့ပဲဟုဆိုကစက်ပေါက်ကလေးခုနှစ်ကောင်းနဲ့အစာစားနေတော့ကော့ကော့ထံသို့ပြေးလေသည်ထို့အခါကော့ကော့က မိုးကြိုးကြားတော့ဒီလိုဆိုရင် ခွေးမကြီးဝုတ်ဝုတ်သွားပြောရအောင်မေသူ့မှာတားကလေးသုံးကောင်မွေးတာမကြသေးဘူးဟုဆိုကနန်းသေးတွင်နိုးတိုက်နေသောဝုတ်ဝုတ်ထံသို့ပြေးလေသည်ဟေ့ဝုတ်ဝုတ်ဒီနေ့တရင်ဆိုးတွေကြားရတယ်ချောင်းထဲမှာမိချောင်းတွေရှိနေတဲ့ကက်ကက်ကပြောသွားတယ်ဟုပြောဆိုလေသည်ထိုအခါဝုတ်ဝုတ်ကအမေဒီလိုဆိုရင်နေသူကြီးဦးမြတ်တာကို သွားပြောဦးမှာဖြစ်မယ် သူ့မသားတယောက်သမီးတယောက်ရှိနေတယ်ဟုဆိုကဥမြတာဤနေရေရှိရာသို့ပြေးလေသည်။အိုဥမြတာတရင်ဆိုးတွေကိုကြားရလို့ကျမပြေးခဲ့ပါတယ်။ခလေးတွေကိုချောင်းထဲရေချိုမလွတ်ပါနဲ့ချောင်းထဲမှာမိချောင်းတွေရှိနေတယ်လို့ကော့ကော့ကပြောသွားတယ်။ဟုပြောဆိုလေသည် ထို့အခါဥမြတာကဆိုလေသည်အိုဟုတ်မယ်မထင်ပါဘူး။ကော့ကော့ကရေစရာပြောသွားတာထင်ပါရဲ့ချောင်းထဲမှာဘယ်မိချောင်းမှမရှိပါဘူး။ ကော့ကော့ကိုငါကိုယ်တိုင်သွားမေးပါဦးမေဟုဆိုကဝုတ်ဝုတ်ကိုခေါ်၍သွားလေသည်ကော့ကော့လည်းတားငင်များကိုကြာဤကြာရာခေါ်၍ကြက်ချံထဲသို့ပြေးဝင်နေလေသည်ဟေ့ကော့ကော့ချောင်းထဲမှာမိချောင်းရှိတယ်လို့နင့်ကိုဘသူကပြောတယ်လဲဟုမေးလိုက်ရာ ကော့ကော့ကကက်ကက်ပြောသွားတာပဲတကယ်မရှိဘူးလားဟုမေးလေသည် မရှိပါဘူးဟဲကဲကဲကက်ကက်ကိုသွားမေးကြဦးဆိုဟုဆိုကဦးမြတ်သားသည် ကောကောနှင့်ဘိုးဘိုးကို ခေါ်၍တွားလေသည်ခြုံဖို့တစ်ခုအောက်တွင်ပုံနေသောဂက်ကက်တို့တာမီတစုကို တွေ့သောအခါဦးမြတ်သားကဟဲ့ကက်ဂက်ချောင်းထဲမှာမိချောင်းတွေရှိနေတယ်လို့နင့်ကိုဘသူပြောတယ်လဲဟုမေးလိုက်ရာဂက်ကက်ကဟီဟီပြောသွားတယ်တကယ်မရှိဘူးလားဟုမေးလေသည်မရှိပါဘူးဟဲကဲကဲဟီဟီကိုသွားမေးကြဆိုဟုဆိုကဦးမြတ်သားသည် ကော့ကော့ဝုန်းဝုန်းနဲ့ဂက်ဂက်တို့ကိုခေါ်လျက်ဟီဟီစီတို့သွားကြသည်ဟီဟီကိုတွေ့သောအခါဟီဟီကဘဲဘဲထန်တို့ညွန်လိုက်သည်ဘဲဘဲထန်တို့ရောက်ပြန်သောအခါဘဲဘဲကညွညွထန်တို့ညွန်လိုက်ပြန်သည်ညွညွထန်တို့ရောက်သောအခါညွညွကဘူဘူးထန်တို့ညွန်လိုက်သည်ဘူဘူးထန်တို့ရောက်သောအခါဦးမြတ်တာကဟဲ့ဘူဘူးချောင်းထဲမှာမိချောင်းတွေရှိနေတယ်လို့နင့်ကိုဘသူက ပြောတယ်လဲဟုမေးရဘူဘူးကဦးမြတ်တာပဲပြောတယ်မဟုတ်လားဟိုတနေ့က ချောင်းသားမှာဦးမြတာကဦးမြတာရဲ့မိမကိုချောင်းထဲမှာမိเจ้าတွေရှိနေတယ်လို့ပြောတာကိုကျမကြားမိတာပဲဟုဆိုလေသည်ထို့အခါဦးမြတာသည်ဦးလန်သေးလန်ရဲ့၍ခလချေလာဘူးဘူးရဲ့ငါပြောတာက ရေရဲကမိချောင်းမဟုတ်ကူချောင်းကမ်းပါမှာပေါက်နေတဲ့မိချောင်းကုန်းဖက်ပင်တွေတိတ်များနေတာကိုပြောတာဟာမိချောင်းကုန်းဖက်ပင်ကိုနေမတည်ဘူးလားဟုမေးလေသည်စေတနာကောင်းရှာခဲ့သောဘူးဘူးမှာခေါင်းငိုက်ဆိုင်ကြကဘာမှမပြောနိုင်ရှာတော့ပေညွန့်ညွန့်ပဲပဲကက်ကက်ကော့ကော့ဘူးဘူးတို့ကလည်းဝိုင်း၍ရေကြပြန်ရဘူးဘူးမှာမခံနိုင်ရှာတော့ပဲလေကွင်းထဲသို့ထွက်ပြေးလေတော့တည်းဘူးဘူးတယောက်တော့ခက်ပြီပဲသူကစေတနာနဲ့ပြောရှာတာကို ဒီပုံမြင်လေးကသတင်းစကားတွေတဆင့်ပြီးတဆင့်လွဲမှားသွားပုံကိုတရုတ်ပေါ်ထားတာနော်။ဦးမြတ်သားကချောင်းကန်းပါးမှာပေါက်နေတဲ့မိချောင်းကွန်းဖက်ပင်အကြောင်းပြောတာကိုဘူးဘူးကချောင်းထဲမှာတကယ်ရှိတဲ့မိချောင်းလို့ထင်သွားတာပဲ။ပြီးတော့ဘူးဘူးကနေညွတ်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 ကနေပဲပဲ။အဲ့ဒီလိုတကောင်ကတကောင်ကိုဆက်ပြောသွားတော့မှန်တရားနဲ့ပူဝေးသွားတာပေါ့။နောက်ဆုံးမှာတော့ဘသူမှအစအမှန်ကိုမသိတော့ဘူး။ ဒီပုံမြင်လေးကနေတင်ငန်းစာယူစရာတွေအများကြီးရနိုင်ပါတယ်။သတင်းတစ်ခုကိုကြားရင်အရင်ဆုံးတေချာစုံစမ်းတင်တဲ့တဆင့်စကားကိုအလွယ်တကူမယုံတင်ဘူး။ကိုယ်တိုင်မတေချာတဲ့အရာကိုတခြားသူကိုပြန်မပြောတင်ဘူးမဟုတ်မမှန်တဲ့သတင်းတွေပြန့်နှံ့သွားနိုင်တယ်။စေတနာကောင်းနဲ့ပြောတာတော့မှအထင်လွဲနိုင်နေဆိုတာကိုသတိထားရမယ်။ ဘူးဘူးလေးကိုတော့စိတ်မကောင်းဘူးနော်သူကတော့တင်ငန်းစာတစ်ခုရသွားမှာပါနောက်ဆိုရင်ဘာမဆိုတေချာမေးပြီးမှပြောတော့မှာတေချာတယ်